။ဒါနဲ့ခင်ခင်ကြိုက်တတ်တဲ့ငါးလေးဥကဲ့ဟင်ကိုကိုချက်ခဲ့စားလိုက်အောင်။อืมမလုပ်ပါနဲ့ဆိုကိုကလည်းစသလုံးတုံးကတော့လက်မခံတော့ဘူးပဲထင်တာလေ။အခုလည်းလက်ခံတယ်လို့မဆိုလို့ပါဘူးနော်။အဲစားလုံးတုံးကဆိုရင်ကျွန်တော်တို့အဲ့လိုမျိုးမပြေတော့ဘူးထင်တာပေါ့။ဒါမဲ့ရိုက်တဲ့အခါမှာပရိသတ်ကအရှင်ပရဇနာအခန်းအားပေးတဲ့ပရိသတ်တွေကဒီဘက်ကိုလည်းထပ်ပြီးတော့လက်ခံပေးတဲ့အပေါ်မှာကျွန်တော်တို့နှစ်ယောက်စလုံးကအတိုင်းမသိဝမ်းသာပါတယ်။ကိုကအမြဲတမ်းနောက်ကနေတကောက်ကလိုက်ပြီးတော့ဟို support ပေးတော့ကိုက အဲဒီဇဝင်ကန်းထဲမှာဟိုအားဆိုင်ပြီးတော့ဟိုတရုတ်ဆောင်နိုင်တယ်ပေါ့နော်ဟုတ်အဲ့တော့လေကျေးဇူးတင်ပါတယ်လို့ဆက်ပြီးရိုက်တဲ့ pose ဖြစ်ပါတယ်1 2 3ကဲခဏလေ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 နော်တရုတ်ကတူနေဟိုမှာဟိုဘက်ကဟိုတရုတ်ကလက်ညှိုးနှချောင်းထောင်တယ်ကိုတောင်းဝင်လည်းမခေါ်ဘူးပြည်သက်တွေတွေ့ရတော့မှမလို့ရင်းခုန်နေပါတယ်အမုံမြင့်ဇလန်းတွဲကိုတစ်ခဲနဲ့အားပေးခဲ့တဲ့အတွက်လည်းပြည်သက်ကြီးကိုကျေးဇူးတင်ပါတယ်လို့ဟုတ် မှန်တာပါတယ်ကျွန်တော်ကတော့မိမနဲ့ကတ်လိုက်လာတာပါအဲမိမနဲ့ကတ်လိုက်လာတာပါကျွန်တော်ကအမြဲတမ်းတင်းမောက်ပေါ်မှာပါအခုမှကုန်းမပြောင်းရောက်တော့သိမကြသေးဘူးသိနေပါတယ်ကိုကိုဒီနေရာပေါ့နော်ခေဒီယာနေရာမှာတထထဲကြအောင်ကိုကိုသိအောင်ဆောင်နိုင်ခဲ့တဲ့အတွက်အရင်ပဲချိန်နဲ့တယ်ပြီးတော့ဒီနေရာလေးကိုပြိတ္တတရားတစ်ခါနဲ့အားပေးခဲ့တဲ့အတွက်အရင်ကိုကျေးဇူးတင်ပါတယ်လိုက်လိုက်လည်းကျေးဇူးတင်ပါတယ်ရှင့်ကျွန်တော်တော့သူ့ကိုယ်စားအများကြီးကျေးဇူးတင်ပါတယ် အဲကျွန်တော်မျိုးသမီးကိုအခင်တီတာအနေနဲ့ပရိသတ်ကအတိမတ်ပြပြဝိုင်းချစ်တဲ့ပုံမှာလည်းတကယ်ဝမ်းသာပါတယ်ဆက်ပြီးတော့အားပေးပါဦးလို့သူ့ကိုလည်းလေတရုပ်ဆောင်မှုကတော့လေသူနဲ့အမွန်ခွန်ကြဖြစ်တယ်လို့တော့ကျွန်တော်ထင်ပါတယ်ဗျသူကအေးတယ်ပြင်ပါလေကာရိုက်တာလည်းအေးအေးလေးနဲ့တရုပ်ဆောင်တော့အမွန်ခွန်ကြဖြစ်တယ်လို့မြင်ပါတယ်ဒါပေမဲ့သူကစိန်ခေါ်မှုတွေအခုထပ်လှုပ်ရှင်ပါတယ်သူနည်းနည်းလေးခက်ကြမ်းကြမ်းကာရိုက်တာလေးတွေလည်းသူကတရုပ်ဆောင်မှုရှိပါတယ်အဲ့ခါကျလို့ရှင်လည်းအားပေးပါဦးဒါပေမဲ့ပြောလို့တော့မရသေးဘူးပေါ့နော်လုံးမဲ့ဟာလေးတွေကိုနည်းနည်း secret လုပ်ထားလေးရှိလို့ပါဟုတ်သသလောက်တုန်းကတော့ လက်မခံလောက်ဘူးပဲထင်တာလေအခုလည်းလက်ခံတယ်လို့မဆိုလို့ပါဘူးเนาะအဲစောက်လောက်တုန်းကဆိုရင်ကျွန်တော်တို့အဲ့လိုမျိုးမပြေလောက်ဘူးထင်တာပေါ့ဒါပေမဲ့ရိုက်တဲ့အခါမှာပရိသတ်ကအရင် presenter အခန်းအားပေးတဲ့ပရိသတ်တွေကဒီဘက်ကိုလည်းထပ်ပြီးတော့လက်ခံပေးတဲ့အပေါ်မှာကျွန်တော်တို့နှစ်ယောက်စလုံးကအတိုင်းမသိဝမ်းသာပါတယ်ဟိုကျွန်တော်တော့လက်ရှိ presenter အနေနဲ့ပဲဆက်လုပ်နေတာပါအဓိကကတော့ကြားကြအောင်အဲ့လိုမျိုးကြားထဲမှာအဲပေါ်လာတဲ့ဒီအနုပညာလောက်ဇလန်တွေတွေပါရှိမှကြောင့်ဝင်ရိုက်တာပေါ့เนาะအဲသူကတော့ဒီ presenter ကိုတိတ် မလုပ်လိုက်ရအောင်တနေ့နေ့လောက်ပဲလုပ်လိုက်တယ်သူကတော့အခုဒီ talent ဒီလူပညာလောကတွေတော့သူကတော့ design မမတ်စနေပြီပေါ့နော်အဲ့တော့သူ့ကိုပဲပို့ပြီးအပိတ်တင်ကြပါတယ်ဟုတ်အာလေအရှုတင်မှာတော့ကျွန်တော်ကခဏခဏဖြေပါတယ်ကျွန်တော်အမေရိကန်လိုက်ဆောင်တာသူ့ကိုလိုက်ဆောင်ရင်လည်းဆရာကလေဝင်ရိုက်မလားတဲ့ရိုက်တော့ပါဘူးလို့ဆရာပြောတာမဟုတ်ဘူးဝင်ရိုက်လိုက်တဲ့မိမိမမှာဒီထဲမှာယောက်ျားကလည်းပြောတာပြောတာမပါသေးဘူးပေါ့နော်အဲ့တော့သူကချက်ချင်းတင်မောသားတယောက်လုပ်လိုက်တာပေါ်ပင်နဲ့ သူရေးလိုက်တယ်ရေးလိုက်တဲ့အချိန်မှာကျွန်တော်ကအာကောက်ပါလားအဝတ်စားတော်ရှိတဲ့ဟာနဲ့ကောက်ယူဝင်ရလိုက်တာအဲ3ဆင်း3ဆင်းပါနေကောင်းလားအေးကောင်းပါလေကွာဘယ်တော့ပြန်တက်မှာအမ်အခုနောက်2လ3လောက်နေတော့ပြန်တက်မယ်လေဟဲ့တိရဦးကကြော်ရီလာပို့ပြီလားဟုတ်ဂျေစုပါကိုမောအကုန်ပြင်ဆင်ရတာပေါ့နော်ပြင်ဆင်နေတယ်ဝတ်စားစားစားကိုစားမယ်သမီးတိုင်းကစားနောက်ကနေဆွဲပြီးတော့အတေချာလိုက်ပြီးတော့ပြောမယ်ဆိုရင်တော့ဟောပါတယ်ဟောပါတော့ညီမလေးတယောက်သမီးတယောက်လိုပါပဲ ကျွန်တော်သူ့ရဲ့ wardrobe အစားပေါ့နော်အဲဝက်စားဒီဇိုင်နာလည်းကျွန်တော်ပဲစီစဉ်ပေးတယ် make up team လည်းကျွန်တော်ပဲစီစဉ်ပေးတယ်အစအဆုံးပေါ့နော်စားဖို့တောက်ဖို့အစတော်ရေးလာရေးအဟိုရရဲ့ secret တင်တာအစကျွန်တော်တို့ကဘေးနားနဲ့ကျွန်တော်အများကြီး supporting ပေးထားပါတယ်အားကြောင့်လည်းဒီကားထဲမှာသူ့ကိုပရိသတ်လက်ခံပေးတာပေါ့အဲ့ဒါအဲ့တော့လည်းအဲ့လိုပြန်ကြားရတဲ့လည်းအရန်ဝမ်းသာပါတယ်လုပ်ပြရကြုံတတ်တာပေါ့ကွာအဲ့ဒါနောက်ကနေတကောက်ကောက်လိုက်ပြီးတော့ဟို support ပေးတော့ကိုကဒီဇက်ဝင်ကန်းထဲမှာ အားဆိုင်ပြီးတော့တရုတ်ဆောင်နိုင်တယ်ပေါ့နော်ဟုတ်အဲ့ဒါလည်းကျေးဇူးတင်ပါတယ်လို့ဒီကားထဲမှာတော့တယောက်တည်းအေးကျန်းနေတာပေါ့ကိုကောကိုငင်အားကြောင့်ပြိတ္တကတွေ့ရတာပေါ့သူအေးကျန်းကျန်းနဲ့ဒါပေမဲ့ဇလန်းအရာပေါ့နော်အင်းမဲဒီစကားမပြောတော့ဝစီဖိတ်ပဲသူကချက်ကျွေးရချက်ကျွေးရချက်ကျွေးတယ်ချက်ကျွေးတယ်လေကျုပ်ကျုပ်ကျုပ်ရကြော်တာနော်ဒါပေမဲ့ကောင်းတယ်အရင်ရှိပါတယ်ပါအခုချီလေးလောက်တာအကြိုက်ဆုံးပါလဲဆိုတော့ဘောတခါ ဘောတခါဒီဟိုဟာစပြုတ်ခင်းညူအဲအဲ့ဒါတော့အဲ့ဒါအဲ့ဒါတော့အကြိုက်ဆုံးပေါ့အကြိုက်ဆုံးခင်းကျွန်တော်ကစက်သားကျော်ကျော်ကျွန်တော်တို့ကခြေလေးကြောင့်သာမစားဘူးလေအစတော့အဲသူ့ကိုအဲသူ့ပဇွန်ဆိုရင်ဒါစီပြန်ခင်းမကြိုက်ဘူးပဇွန်တို့ကြော်မှကြိုက်တယ်အဲပဇွန်တို့ကြော်ပြီးတယ်ဒါမျိုးလေးတွေပေါ့သူကြိုက်တာလေးတွေတော့ရွေးပြီးချက်ပြီးတာကျွန်တော်တို့အသားကစက်သားနဲ့ပုံစံပဲရှိရစားလုံနာရရပေါ့လုံနာရရလေးအိမ်အောင်ပြုတ်ပြီးဆိုရင်ယောက်ျားတစ်ယောက်ကအစားဆုံးကိုတောင်းပန်ယူအောင်ပါပေါ့နော်ကျွန်တော်ကတော့ ဒီယောက်ျားတို့ဒီယူသိန်းနဲ့ယူထိုက်တဲ့တာဝန်မှန်သမျှကိုကျွန်တော်သူ့အပေါ်မှာပြေဝတာဝန်ယူဆောင်ရှောက်ပေးပါတယ်။ဘာမှမျက်နှာမငယ်အောင်လိုလိုသေးမရှိအောင်ပေါ့။ပတ်စံအဓိကမချမ်းသာရင်လည်းပတ်စံမချမ်းသာပေမဲ့လည်းဘာဖြစ်ဖြစ်ကိုယ့်အမျိုးသမီးကိုကိုယ်နိုင်တဲ့ဘက်ကတာဝန်ယူမယ်ဆိုလို့ရှိရင်သူကစိတ်စိတ်ချမ်းသာအောင်ပါပေါ့နော်။ကျွန်တော်ပေးနိုင်တာတော့ပတ်စံတက်ဆိုင်စိတ်ကိုတော့သူချမ်းသာအောင်တော့ရထားပေးပါ။ဟုတ်။တော့ကျွန်တော်မှတပြားမရှိဘူး။ကျပါရဲ့။သူကလည်းလိုက်ရှင်းပေးတယ် အဲ့ဒါပဲတော့တစ်ခါလာလဲပတ်စံပဲအခုတည်းမတိုးလာသေးဘူးဘလောက်တိုင်တိုင်ပတ်စံတိုးမလာဘူးစီမံခန့်ခွဲထားတဲ့ဆန်ပတ်စံနဲ့ပတ်တန်ကက်စီနေတာတို့ကတိုင်လိုက်ပြီအဲ့ဒါမကုန်အောင်ဘူးအဲ့လိုမျိုးအဲဒါပဲကောင်းပါလေမင်းကလေးပတ်စံကက်စီနေတာကောင်းပါလေသူ့ဘောသူ့တွေလည်းသူကက်စီနေတယ်တိတ်မဝဲပြေအဲစီစဉ်မှုမိသားစုတိုင်းမှာမြေမြရက်ပြီးတော့အဲချစ်ခင်ကျင်နာမှုလေးတွေကိုပဲအားလုံးကိုရသိကြပါတယ်ဇလန်းတော့ဇလန်းတိုင်းပဲကြည်ပေးပါအမုံမြစ်ဆိုတာကတော့ ဘယ်နေရာမှာရှိတာမကောင်းပါဘူးလို့ပဲကျွန်တော်ပြောချင်ပါတယ်။အမုံမြစ်ကြီးလို့စီးစင်သွားလို့ရှိရင်ကျွန်တော်တို့အားလုံးတနေရာမှာဒါပြောစရာကောင်းမှာမဟုတ်ပါဘူး။အားကြောင့်အမုံမြစ်တွေမြင်မြန်ရက်တက်နိုင်ပါစေလို့ကျွန်တော်တို့စုံတွဲရနေစုမကတောင်းပေးလိုက်ပါတယ်။ဟိုလုံးကတပတ်ကပေါ့။တိုင်မြင်ဖြစ်တယ်ယူတော့မလို့။ဒါပေမဲ့အခုဒီတပတ်ကျတော့မြူကျင်တော့ပြောင်းနေအောင်လို့။အဲ့တော့သူကလည်းလှုပ်ရှားရှိတယ်ကျွန်တော်လည်းကလေးပဲချစ်တတ်တာမထိန်ချင်ဘူးကျွန်တော်တို့ကပြဿနာ။အော်ပြီးတော့လေကိုမွေးပြီးရင်လည်းမွေးတဲ့ကလေးကိုကိုကရုံးပေါ်ဆောက်ရှောက်နေတာလေ ဒီလိုအားကြောင့်ပြည်ပြဝဝမဆောက်ရှောက်နိုင်မှာဆိုတော့ဒါပေမဲ့ယူဖို့တော့ရှိပါတယ်နောက်နှစ်နှစ်သုံးနှစ်လောက်ကြာမှဟိုယူမှာကလေးရမရှိတဲ့တိုင်ပတ်ဝါမလေးအသက်ကြီးလာရင်ကိုတို့ပြန်ပြီးပြုစုမဲ့ဟိုမှာမရှိပဲဖြစ်သွားဘူးနောက်သုံးနှစ်လောက်မှယူဖို့စဉ်းစားမှာမဆုံးမရရင်လည်းပြောရောက်မိုးစားလိုက်မယ်လေဒီကဘယ်လိုပဲဖြစ်ဖြစ်ဖုန်းကြီးလို့အသက်ရှည်အသက်ရှည်လို့ဖုန်းကြီးပါစီလို့အားလုံးဆူတောင်းပါတယ်လူတွေကဖုန်းကြီးရင်အသက်မရှည်ကြဘူးဗျအသက်ရှည်ပြန်တော့လည်းဖုန်းမကြီးကြအောင် အဲ့ဒါကြောင့်အားလုံးအားလုံးဖုံးကြည့်ပြီးအသက်ရှင်အသက်ရှင်ပြီးတော့ဖုံးကြည့်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေကျွန်တော်ဆုတောင်းပေးပါတယ်